ေဆုံးမယ်ခင်ဗျားတို့မျက်နှာလိုက်တယ်ခင်ဗျားတို့မျက်နှာသိလိုက်တယ်ခုဘာဖြစ်လဲဆိုတော့မင်းသားမင်းသမီးတွေကြတော့တယောက်ကမှစိတ်မထားဘူးမခေါ်ဘူးတခါမှလည်းမဲပေါက်လည်းမကြားဘူးမင်းသားမင်းသမီးကြတော့တယောက်ဆောင်နေမင်းသားမင်းသမီးတယောက်ဆောင်အဆူတော်တွေကြတော့တယောက်မှမခေါ်ဘူးအရသာကြောမွေးကြတော့ခင်ဗျားတို့အကုန်ခေါ်ထည့်တယ်အဲ့ကလေးကခင်ဗျားတို့မျက်နှာလိုက်တယ်လို့ဖြစ်သွားအဲ့တော့ကျွန်တော်ဆိုရင်ကျွန်တော်သားအဲ့သက်ဆိုင်ရာဒီရန်ကုန်လူနေအောင်မှာကျွန်တော်သားစစ်မှုတန်းကြီးခဲကောင်းတော့ဆိုရင်ရန်ကုန်အကြီးခဲကောင်းတော့ဆိုရင်ကျွန်တော်ဘာလို့ဆိုတော့ရန်ကုန်ထဲမှာရှိတဲ့မြို့နယ်တိတိမှာဘယ်မင်းသားမင်းသမီးတယောက်ဆောင်အဆူတော်ဘယ်မြို့နယ်မှာနေလဲအဲ့ကောင်အသက်ဘယ်လောက်လဲပြီးအဲ့ထက်အကုန်လုံးအဲ့ကောင်တွေမဲဆင်းနေမှာကောက်ထည့်လိုက်မယ် တနေ့တတော့ကိုတက်ရောက်တော့ပါအောင်ထဲလိုက်အဲ့ဒါဆိုရင်စစ်မှုထမ်းမှုတော့နံပါတ်1ကအစိုးရသည်လက်ရှိနတ်သက်ကအစိုးရဦးမင်းအောင်လိုက်ပြီဦးမင်းအောင်ဦးမင်းအောင်လိုက်ရဲ့အစိုးရနတ်သက်ကအစိုးရသည်ကြောသားရင်သာမခွဲကြဘူးအမှုပညာရှင်တွေလည်းမျက်နှာသာမပေးဘူးဘယ်သူကမှမျက်နှာသာပေးလို့ဆိုတာမရှိဘူးသူသည်ကြောမွေးတွေနဲ့အမှုပညာရှင်တွေကိုတဒန်းနဲ့ထားရတဲ့တတိရှိတယ်တကယ်ကိုမှန်ကန်မျှတတဲ့တကယ်ကိုပဲတရားမျှတတဲ့ခေါင်းဆောင်ပါလို့လူတွေကလက်ကုပ်တယ်ဘူဟာပါလို့ဆိုမင်းသားမင်းကြီးရေအစိုးရတွေကြတော့တယောက်မှမဲစင်းမပါဘူးအဲ့တော့မပါအောင်ကအောက်ခြေကမြို့နယ်ကမြို့နယ်စီမံအဖွဲ့တွေက မြို့နယ်စီစစ်မှုထမ်းစစ်ခေါ်ရေးစီမံအဖွဲ့တွေအများကလပန်ထိုးနေကြလားလို့ကျွန်တော်မေးရမှဖြစ်တယ်အဲ့တော့မင်းသားမင်းသူတွေပေါအောင်ခေါ်ပါအဲ့ဒါမှစစ်မှုထမ်းကစနစ်ကြတယ်ဒါတစ်ချက်နောက်တစ်ခုကစစ်မှုထမ်းခြင်းမထမ်းခြင်းနဲ့ပတ်သက်ရင်စစ်မှုထမ်းပြီးပြန်လာတဲ့လူရဲ့ရလာမဲ့အခွင့်အရေးနဲ့မထမ်းတဲ့သူတွေရမဲ့ဆုံးရှုံးမဲ့အခွင့်အရေးကိုတခါတည်း advantage နဲ့ disadvantage ကိုပြရမှာမရမှာအဲ့ဒါပြဖို့ပဲလိုတယ်နော်အဲ့ဒါမှပြရင်ပြဿနာရှိတယ်နောက်စစ်မှုထမ်းတဲ့လူကလုပ်ငန်းဝင်ပြန်လာတဲ့အခါမှာသူစစ်မှုထမ်းပြီးတဲ့လူကိုလုပ်ငန်းရှင်တွေကအလုပ်ခန့်ကိုခန့်ရမယ်စစ်မှုမထမ်းတဲ့လူကိုလုပ်ငန်းရှင်တွေအလုပ်မခန့်နဲ့ ဲ့ဒါလိုပုံစံမျိုးနဲ့အလုတ်ခံလို့မရဘူးခန့်ရင်အဲ့ခန့်ရင်အဲ့လူတွေအခွန်ပဏ္ဏဆဆောင်ပဏ္ဏဆဆောင်2ဆ3ဆ4ဆ5ဆကောက်ကြိုက်လိုက်အဲ့တယောက်ခန့်တဲ့အတွက်လူအခွန်5ဆလောက်ဆောင်ပလိုက်သူ့လောက်ခလာတဲ့နှစ်နှစ်ဆ3ဆဆောင်ပလိုက်အဲ့လိုခေါင်းဆောင်ခိုင်းမှာအဲ့လိုနီးလန်းနဲ့၃မှရမယ်ဒါနမူနာပေးတာပေါ့နော်ဆိုတော့စစ်မှုထမ်းတဲ့ပတ်သက်ရင်အစိုးရကပြင်ဆင်ရမယ့်ကိစ္စတွေအများကြီးအများကြီးကျွန်တော်ပြောရင်တန်းစီနေရတယ်အခုနောက်ဆုံးစစ်မှုထမ်းကဘသူ့သွားထိတယ်ကျောင်းမွေးတွေသွားထိတာအဲ့တော့ကျောင်းမွေးတွေတင်းတာပေါ့ဒေါသထွက်တာပေါ့ကျောင်းမွေးတွေဖြစ်တာပေါ့ကျောင်းမွေးတွေကဘသူကဖိလဲအခြေခံဒေသအုပ်ချုပ်ရေးရတရားအုပ်ချုပ်မှုတွေကဖိတယ်နောက်သက်ဆိုင်မြို့နယ်တွေကဖိတယ် ပြီးတော့ကြောမွေးတွေတင်းလာဘူးတင်းတော့ကြောမွေးတွေနောက်ဆုံးစစ်မှုမထမ်းဘူးကတပုံမဲ့လုံမယ်ဆိုပြီးပီတဲ့ဝင်ကုန်ကြရတယ်တပုံကြီးအဲ့ဒါကြောင့်အစိုးရအနေနဲ့ကဒါတွေကိုပြန်ပြီးမြင်အောင်ကြည့်ဖို့လိုတယ်သိအောင်လုပ်ဖို့လိုတယ်မြင်အောင်ကြည့်သိအောင်လုပ်နားလည်အောင်ရှင်းပြပြီးပါဝင်လာအောင်လှုံ့ဆော်စီယုံဒါတွေလုပ်ဖို့လိုပါတယ်ဒါကျွန်တော်